သူတို့ရဲ့မြန်မာနိုင်ငံမှာငားမြီရဲမျိုးကရွှေပုံမျိုးတစ်ခုရရှိအောင်မဟုတ်ဘူးနော်ပြင်ဦးလေဆိုလို့ရှိရင်လည်းငားမြီရဲမျိုးတော့တစ်ခုပဲတောင်လေတကားမျိုးတော့ပန်းမျိုးတော့ချယ်ရီမြေမေမျိုးနဲ့ပြင်ဦးလေဆိုပြီးတော့နံပါတ်၅ခုတောင်ရှိရဲဒီပြင်ဦးလေမျိုးကြီးကိုသူတို့ဒီနေ့လာရောက်ပြီးတော့လဲပတ်တာပါအဲဒီနေရာမှာဆိုလို့ရှိရင်သူတို့ပြင်ဦးလေမျိုးရဲ့သွားလာပြီးတော့အပန်းဖြေလို့ကောင်းတဲ့နေရာနားနေလို့ကောင်းတဲ့နေရာပြီးတော့တပုံလှလှလေးရိုက်လို့ကောင်းတဲ့နေရာလေးတွေကိုသွားရောက်လဲပတ်မှာမဟုတ်လို့သူတို့နဲ့တူတူလိုက်ခက်ပြပါအောင် မြို့ကိုရှောင်လိုက်တာကားရဲ့လူတွေနဲ့လာတွေ့အဲ့တော့ဒီနားလေးမှာသူဓာတ်ပုံရိုက်မယ်ဟိုတက်ပယ်ပြီးတော့လေဟိုပုံတော့ကလည်းနှင်းနဲ့ရက်လုတ်ထားရလို့တော့မထင်ရအောင်เนาะအပြန်နေပြီးတော့ရွှေသင်္ကန်းတွေတီချကတ်လိုက်တဲ့အခါကျတော့တကယ်အရင်ကြောက်တာဟိုဖျားတခုလိုမျိုးပဲအရှင်မရေတခုရမ်းထားတာပဲသူတို့အခုတော့အမိုးတွေရွာလာတော့လေဒီမှာနေ့လေသားလေးစားပြီးတော့ခဏနားမယ်ပေါ့เนาะ ဝင်လိုက်တာ ਨੇ လို့အများကြီးပဲမျိုးစုံစိုက်ထားခါလေးရဒေလီယာပန်းကင်းလေးဝိုင်အမလေးပုံတော်ရဲ့ချောရချောရရမ်းချောရနော်ဟိုလားမယ်ကမ်းထွက်လို့ရတယ်ကမ်းမိတ်ထွက်လို့ရတဲ့နေရာလေးဒီကနေ့လှမ်းကြည့်မယ်ဆိုရင်ဒီစင်းမှာခြံကြီးကိုလုံးဝမြင်မရလှရှိမှလည်းပန်းကင်းရှိ ဒီနေရာလေးကတော့ဂျူရိုပြင်ဦးလွေမျိုးရဲ့အထင်ကြီးရနေရာဖြစ်တဲ့ကန်တော်ကြီးတဲ့ပေါ့နော်အဲ့တော့ဂျူလာရောက်လဲပတ်တာပါသူကဝင်ကြီးတော့ပေးရတယ်တယောက်လူကြီးဆိုရင်တယောက်ကို9000ပေါ့နော်ဒါပေမဲ့ဒီမှာဆိုရင်ပန်းပင်နေရောအပင်နေရောအမျိုးမျိုးရှိရဲကိုကအပင်လေးကြီးချစ်တယ်ဟိုပန်းပင်လေးတွေကိုချစ်တယ်သဘောကျရယ်လိလာကျင်နေဆိုရင်တော့ဒီနေရာလေးကိုမဖြစ်မနေလာရောက်လဲပတ်တယ် င်ဆိုတာနော်အမျိုးမျိုးဘာပန်းလဲဆိုတာသိစရာမလို့ဒီလိုမျိုးအယောင်လေးတွေပုံစံလေးကိုကြည့်လိုက်ုံနဲ့နေစိတ်ချမ်းသာပြီးတော့လေအေးချမ်းသွားတာပဲခုကတက်ခွဥယျင်နဲ့အဲလိပ်ပြာပေါ့နော်လိပ်ပြာနဲ့တက်ခွရှိရဥယျင်နဲ့တော့သွားနေရတယ်အဲ့ဒါအခုသွားနေလမ်းလျှောက်တာတော်တော်တော့ဝေးနေပြီဒါမှမရောက်သေးဘူးသူကအကွာဝေးတယ်လည်းမရေးထားတော့ယူတော့ ဲ့လောက်ဝင်းမဲ့လည်းမထင်ဘူးပေါ့နော်သူတို့အခုဒီတက်ခွဥယျာဉ်နဲ့လိပ်ပြာပြလိုက်ကိုတော့ရောက်ပြီးဒီမှာဆိုင်းဖို့တော့မြင်ရရပေါ့နော်ဒီလိပ်ပြာပြလိုက်လေးရဲ့ဘေးပပတ်လည်းမှာကြတော့တက်ခွဥယျာဉ်လုတ်ပေးထားတာပေါ့နော်တက်ခွဥယျာဉ်မှာမှသူကဒီမြန်မာတက်ခွမျိုးစိတ်တွေရောနိုင်ငံတကာမှာရှိတဲ့တက်ခွမျိုးစိတ်တော်တော်များများအောင်လည်းသူတို့ပြထားပေးရဒီမှာဆိုတချို့အပင်လေးတွေကပွင့်နေပြီရန်အောင်လှပြုံထားလေးခေုံခဲအောင်လေးချစ်เสียရလေးဟမ်ဝါလေးတွေတခွပန်းကတော့ ယူတော့လည်းအရန်ကြိုက်တယ်တစ်ခေါက်ပွင့်ပြီးရင်သူကလာနဲ့ခြီးပြီးတော့လည်းကြားရိုက်ခံတယ်ပွင့်ဖို့လည်းအရန်ခတ်တယ်ပေါ့မသခွာပန်းလေးတွေကဒါဆိုခဲအောင်တောက်တောက်လေးလာရနော်အယောင်သွေးအရန်ဆိုဒီမှာမြမတစ်ခွာမျိုးရင်းနေရှိရဲ့ channel ကိုသွားလဲမယ်ဒီထိတ်ဆုံးမှတွေ့ရတာအမရှောက်ချိုးပင်လာပါလေ grapefruit လားအဲ့လိုမျိုးပင်အတိအများကြီးပဲသိနေဒီတစ်ခွာမျိုးကြုံလှလိုက်တာ ကျို့ဒါကတုံးကိုင်းရဲမှာပဲတွေ့ဘူးလေလူမျိုးလေးတက်လာလေးနောက်ထပ်သွားမဲ့တနေရာငှက်ဦးရင်ပေါ့နော်ငှက်ဦးရင်ဒီပေါ်လေးကနေတက်သွားပြီးပါတယ် तू ကတော့ तू ကအထဲမှာဆိုရင်ငှက်ကလေးကိုလွတ်လွတ်လပ်လွတ်ထားတော့ပြန်သွားမှာဆိုလို့ဆိုဒီလိုတန်တကားရင်တော့ထပ်ထပ်ပိတ်ထားပေါ့နော်ထပ်ထပ်ပိတ်ထားပြီးဝင်လာပြီးရင်တော့မှဒီမှာအေးစားနေတာဒါအောင်မျိုးစားပေါင်းများစွာဖလိုက်တာ ဟိုဒီများတိရစ္ဆာန်ရုံထပ်ပျော်ဖို့ကောင်းနေသည်လား။ तू ကလေအဲ့လိုတဘာဝတရားတွေကိုလုံးဝရောက်သွားတယ်လို့ပဲကွာ။လူကအဲ့လိုတောအုပ်ထဲမှာငှက်တေကိုအတူတူငှက်တေနဲ့အတူတူနေလိုက်ရတယ်လို့ပဲတည်မှာ။ဒါပေမဲ့အရင်တော့မနီးကပ်ဘူးလေ။နည်းနည်းလေးစိတ်ဖြစ်တယ်တရားပေါ်မှာဆိုတော့။လုံးဝကွာတောထဲကိုတကယ်ရောက်သွားပြီးတော့ငှက်လေးတွေနဲ့အနီးကပ်နေထိုင်ပြီးတော့တွေ့လိုက်ရတဲ့ပုံစံလေးပဲ။အများကြီးပဲ။ဒေါင်းနေဒေါင်းနေဒါကဒေါင်းနေဖြစ်မှာပါနော်။ဟိုမှာ ျက်နှာနီနီလေးနဲ့လေဒီမျက်နှာပါနီနီလေးနဲ့လိုခနာကိုကခဲအောင်လေးအားလေးတွေကခါရစ်တဲ့ဒီမှာတော့ဒီကောင်လေးတွေကခုနခါရစ်နေတော့ဆင်တယ်ဒါပေမဲ့သူကငွေရစ်တဲ့သူကအဖြူပိုများရယ်ကွာမျက်နှာကလည်းနီနီလေးပဲရှေးပဲတူတူပဲနော်ချော့စားတာတင်နေရေတောက်တာစားပြီးရေတောက်တာအာသူကသူဟုတ်နေရပဲအစားတက်လို့ရေတမုတ်ဟာလာလေလာရယ်နော်မကောင်းဘူး ထောင်းဖြူပေါ်ထားတော့ဟိုတပြေးတိုင်းလိုက်တိုင်းဆော့နေရတော့ဟိုဘက်အဝင်ပေါက်ကနေပြီးတော့တောက်လျှောက်ဒီလိုပတ်လာပြီးဒီမှာအထွက်ပေါက်မှာလမ်းဆုံးပြီပေါ့နော်ဒါမဲ့လေဟိုဟိုပြန်နေကြအောက်ကငှက်တွေကိုပဲတေချာလေးလာလို့ရအောင်နော်အပေါ်ကငှက်တွေကြတော့လေသူတို့အဲ့လိုအပင်နေကြရဲမှာဆိုတော့တေချာတော့ကြည်ရအဲဒီကန်တော်ကြီးဥယျာဉ်ကြီးရပေါ့နော်1915ရဲ့ကသူကစပြီးတော့လုပ်ခဲ့တာအဲ့ဒီချိန်မှာဒီဗြိတိရှရဲ့အုပ်ချုပ်နေတဲ့အချိန်ပေါ့နော် တစ်တော်ဦးစီးအရာရှိ LS ကနေပြီးတော့သူကဒီဟာကိုရုခပေရဥယျာဉ်ဆိုပြီးတော့သူကစပြီးတော့တီထောင်ခဲ့တယ်။တီထောင်တဲ့အချိန်မှာသူရဲ့နောက်ထပ်ဒီအပျော်ရန်ဥယျာဉ်မှုတယောက်ရဲ့အရာပေါ့နော်။ AK 30နဲ့စပြီးတော့လုခဲ့တာတဲ့။ဒီမှာခုကျူတို့အင်ဂျင်ကြောက်ပြတိုက်ကိုတော့ရောက်ပြီ။ဒါဟဲ့ကုန်းတော့အင်ဂျင်ကြောက်တွေပေါ့နော်။ထူးဆန်းတယ်နော်။တပင်ကနေကြောက်သားဖြစ်သွား။အထဲတဲ့ကိုလေ့လာကြည့်မယ်။ကျိုးအပြောင်မတိုက်ထားရင်တော့ဒါတစ်ပင်ကြီးပဲတစ်တုံးကြီးပဲကျူတို့တာမယ်လို့ဆိုရင်ချင်ပါပေါ့နော်။တော့ ကြောက်သားမှုလို့လေးသူတိုက်လိုက်ရင်တော့ပြောင်းဒါဒီဥရုဓမ္မနဲ့ပုတ်တာလေဒီလိုမျိုးပဲမြင်ရင်တော့ဂျူတို့တာမန်လို့ဆိုရင်တပင်လို့ပဲထင်ပါပေါ့နော်တပင်ချောင်ကြီးလို့ထင်ပါပေါ့ကြောက်လို့ပဲထင်တပင်ကတေဝါတေဝါပြီးတော့နှစ်ပေါင်းအရန်ကြာသွားနှစ်ထောင်ပေါင်းများစွာကြာတဲ့ခါကျကြောက်သားဖြစ်နေပြောင်းတပင်တိုင်းကတော့ကြောက်ဖြစ်ရုံကျင်ဖြစ်နိုင်တာမဟုတ်ဘူးဒါဒီဥရုဓမ္မကျဉ်းကျန်းခံပြီးတော့ဒီကြောက်သားဖြစ်သွားတဲ့တပင်တွေကိုဒီလိုမျိုးခေါ်တာပေါ့နော်ဟင်းတူတာတတာလေးရှိအဲ့နာတူတာလေး အခုတပြူးအနီးစခန်းကိုမသွားခင်ဒီလမ်းမှာမြို့ဆောင်လမ်းပေါ်မှာဝင်တာပေါ့နော်မြို့ဆောင်လမ်းရဲ့ဒီဘက်ဘေးတစ်ဖက်တစ်ချက်စီမှာသွားထင်းရှူတော့ရှိတယ်ဂျူရိုအခုရောက်နေရတော့အဲ့ဘက်ဘေးတွေကထင်းရှူတော့ပေါ့နော်ဒါပေမဲ့မြို့ဆောင်လမ်းပေါ်မှာတော့လေဆိုင်ကယ်ရောကားရောလူရောအရန်များနေရတယ်ဂျူအဲ့ဘက်မှာတော့မရိုက်တော့ပထမအိမ်သားလေးမှာဟိုဓပုံရိုက်ဖို့လာတာပေါ့နော်အခုကသူကမြို့ဆောင်လမ်းမှာနေကြရပါရဲ့ထွက်တဲ့အချိန်လည်းမဟုတ်သေးတော့တိတ်မလှအောင်အဲကြောင့်ဒီချင်းရှူးပင်ကြီးတွေနဲ့ပဲဂျိုးကတော့ဓပုံရိုက်လိုက်ပါအောင်မယ်ခုမဲ့ လာလာနောက်ဟိုဘက်ချမ်းကချင်းရှုတော့ဗောနော်အားလေးလဲသွားကြည့်ဒီမျိုးရှောင်းလန်းကိုရောက်နေရမျိုးရှောင်းလန်းကလေဒီဘက်ချမ်းလေးကိုလာရင်တော့လူနေနေရှင်းသွားဟိုဘက်မှာဆိုရင်တော့ဟိုမှာကားရောလူရောလုံးဝအပြည့်ပဲမျိုးကိုရှောင်းလိုက်တာကားရဲ့လူတွေနဲ့လာတွေ့အဲ့တော့ဒီနားလေးမှာယူဓာတ်ပုံရိုက်မယ်သူကလေအဲဒီမှာနေကြာရိုင်းပင်နေရှိရအပြည့်ပဲအားတွေကနေကြာအပွင့်ကြီးအပွင့်လာရင်တော့ဒီနေရာလေးကအရန်လာဘူးသူတို့လာတဲ့အချိန်က တို့လာတဲ့အချိန်ကအပွင့်တော့မပွင့်သေးဘူးဆိုတော့လေဒိုင်ထင်းရှူးပင်လေးနဲ့ပဲရိုက်မယ်ပေါ့နော်ခုဒီ W ကိုသွားတယ်လမ်းမှာပေါ့နော်နှိဖျားကလည်းရှိနေတော့တစ်ခါလဲဝင်ပြီးတော့ဖျားဖူးမယ်ခုနီနှိဖျားရှေ့ကိုတော့ရောက်ပြီဒီမှာလဲဖျားဖူးပြည်သူတွေကအပြည့်ပဲတော်တော်လေးကိုလူရောများနေတယ် ခုဒီနှိဖျားကြီးကိုအဲလိုက်ပတ်ပြီးဖုံးမြော်နေရပေါ့နော်ဒီမှာရေးထားတဲ့ကြောက်စာအရာဆိုလို့ရှိရင်ဒီနှိဖျားကဟိုတွေ့ရည်ရွယ်ချက်လေးကောင်းတယ်ဒီအများပြည်သူစိရဲချမ်းသာမရေလူတိုင်းလူတိုင်းပေါ့နော်ဒီနှိတစ်ချောင်းဝါတပင်ကိုပောင်ဝင်လှူဒန်းရုံဖြစ်ဖျားတကကြောင်းတကဖြစ်နိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အဲ့လိုမျိုးလေးဘယ်သူမဆိုပေါ့နော်အလှလုံးနိုင်မှုရည်ရွယ်ချက်နဲ့ဒီနှိဖျားကြီးကိုစပြီးတော့အဲရက်လုတ်ပြီးပူဇော်ခဲ့တာလေဒီနှိဖျားကိုမြမအဲပန်းဆယ်မျိုးပညာရမှာဆိုရင်ပန်းရုံးပညာအရာဒီနှိဖျားကြီးကိုရက်လုတ်ထားတာပေါ့ เนาะဒီဝါနှီးအလုံးပေါင်း၈000 4000နဲ့ဟိုရက်လောက်ပြီးတော့ပူဆောင်ထားအောင်เนาะဆိုထားအောင်ဆိုတော့တကယ်ကိုအแทမှာဆိုလို့ရှင်လည်းအရန်ဟိုတက်ပယ်ပြီးတော့လေဟိုပုံတော့လည်းနှင်းနဲ့ရက်လုထားရဲလို့တော့မထင်ရအောင်เนาะပြန်နေပြီးတော့ရွှေတင်ငန်းနေတီချကတ်လိုက်တဲ့အခါကျတော့တကယ်ဟိုအရင်ကြောက်တာဟိုဖျားတဆူလိုမျိုးပဲစိတ်အေးချမ်းသွားတာပဲဒီနားလေးရောက်တော့လေဒီမှာကျတော့ဖျားပေါ်တက်တဲ့ကားလန်လေးလာရလားရှူကင်းလေးပိုးဘက်မှာလည်းတောင်တန်းနေနဲ့ ဒီလိုမျိုးနှိဖရကကလောမှာလည်းတဆူရှိရနော်အဲ့ကလောကဖရကနှိဖရကတော့နှစ်ပေါင်း900ကျော်လောက်ရှိပြီလို့ပညာရှင်တွေကခန့်မှန်းကြတာပေါ့နော်ဒီနှိဖရကတော့သူ့ထက်နည်းနည်းလေးတတန်းတူမလားတော့မသိဘူးသူကမြမာတက်ကရစ်နဲ့ရေးထားတာဆိုတော့ဂျူးလက်သိပ်မခန့်မှန်းတတ်ဘူးပေါ့နော်ကောစာတက်ကရစ်900ဆိုတော့နှစ်ပေါင်းဘယ်လောက်ရှိပြီလဲဆိုတာသိရင်တွက်ချက်ပေးခဲ့ရနော်ခုကျိုးတို့နှိဖရာကြီးကိုအေးအေးချမ်းချမ်းနဲ့ဖူးပြီးတော့နောက်ထပ်တနေရာကိုဆက်ပြီးတော့သွားပါတော့မယ်။ ကျတို့တပြို့တော့ရောက်နေပါပြီအရှင်းမရေတခွင်ရမ်းထားတာပဲကျတို့အခုတော့မိုးတွေရရွာလာတော့လေဒီမှာနေ့လယ်သားလေးစားပြီးတော့ခဏနားမယ်ပေါ့နော်ပြီးကြတော့မဟိုအောက်လေးဆင်းပြီးတော့မိုးတိုက်ွားမှာတပ်ပုံလေးပါလေးရိုက်မယ်ဒီပြီးတော့ဒီ view လေးကိုခန်းစား ကျူတို့တပြူးမှာပထမနေ့လယ်စာစားမလို့ပေါ့နော်ဒါပေမဲ့လူတွေကလည်းရမ်းကိုများနေရဲ့ပြီးတော့ဆိုင်ကလည်းဟိုဒီလူအင်အားနဲ့သူတို့ရဲ့ဝန်ထမ်းရင်းကလည်းမလောက်ဘူးထင်ပါတယ်ကျူတို့ကတော့မှာဖို့ရောထိုင်ဖို့နေရာရောလုံးဝအဆင်မပြေရနဲ့အခုဓာတ်ပုံလေးပဲရိုက်ပြီးတော့တခြားတနေရာမှာပဲသွားစားတော့မယ်ပေါ့နော်မိုးတွေကလည်းရွာတော့လေဟိုလဲရတာတော့တိတ်အဆင်မပြေဘူးပေါ့နော်အဓိကဒီလိုနေရာလေးလာမယ်ဆိုရင်တော့အခုလိုပွဲတော်ရက်တွေကိုရှောင်ပြီးတော့လာရဲဆိုရင်ပို့ပြီးတော့အေးအေးဆေးဆေးနဲ့နေလို့ရမယ်လို့ကျူတို့တော့ ထင်တယ်တော်လာရအကျဒီကောင်လုံးဝအဆင်စင်မယ်နော်ဟိုအောက်ထိဘောမမလည်းကြောက်တောင်ဆောင်ဟောင်းဒါကြောက်တောင်ဖြစ်မယ်နော်နော်ဟိုလိုက်တာဟိုဖျားလိရှိအဲ့ဆိုအဲ့ကိုတက်တက်သွားလို့ရတယ် ထိတ်တောင်ထိတ်ထိပါလေနော်တွားကြံလိုက်တယ်တော်တော်ဆင်းရမလားဝေးပဲဒီနေ့တော့လှပါမယ်လှတယ်ဒီကတော့လှတယ်ဘိုက်လဲစာနေပြီလူတွေလဲရှုပ်တော့စိတ်ရှုပ်လို့ချိုးဘိုက်လဲအရန်စာနေပြီဒီမှာလဲစားလို့အဆင်မပြေဆိုတော့နောက်ထပ်တနေ့မှာနေ့လဲစားတော့စပါမယ်သူတို့အခုရောက်နေတာ Governor House ပေါ့နော် ယူရိုကပထမ coffee chain တောင်းမလို့လောက်တာဒါပေမဲ့ coffee chain တော့မဟုတ်ဘူး governor house ကိုရောက်လာလို့ပဲကာသမခေါ်ရလိုက်ရတာဆိုတော့ဟိုကမအေးဝင်း season ပြီးရတဲ့အတိုင်းပေါ့နော် အင်္ဂလိပ်ခေတ်တုန်းကဒီနွေရသီဆိုလို့ရှိရင်ရန်ကုန်မြို့ကပူတယ်မလားပူတဲ့ခါကျတော့တို့ကနွေနွေရသီကိုဒီလိုမေမျိုးတက်ပြီးတော့တို့ရုံးဆိုင်တယ်ပေါ့နော်ရုံးဆိုင်တယ်အခါအဲ့ချိန်မျိုးဆိုလို့ရှိရင်ဒီအုတ်ချိုရေးအဖွဲတွေပြီးတော့ဒီဘရင်ကန်တွေလာပြီးတော့နေတဲ့ဆန်အိမ်ပေါ့နော်အရင်တော့ပုံစံအဟောင်းတိုင်းတော့တို့ပြန်ဆောက်ထားတာပေါ့နော်ဒီဒီဆန်အိမ်ကအရင်တော့တော့ဒီနေရာမှာမဟုတ်ဘူးလေဟိုဘက်အောက်ဘက်မှာရှိရပေါ့နော်အခုဒီပုံမှာပုံစံတူပြန်ဆောက်ထားတာပြီးတော့အထဲမှာဆိုရင်တို့ရဲ့ရုပ်ထုတွေကိုဟို ပြပေးထားရပါတော့။ဒီကုန်းကိုတော့ဘယင်ခံကုန်းလို့လည်းခေါ်တယ်။အော်ကနမေမေမျိုးကိုတီထောင်ခဲ့တဲ့ကနမေရဲ့ရုပ်ထုတရား။မေမျိုးကဒီမျိုးကိုတီထောင်တဲ့ကနမေရဲ့နာမည်ကိုဆွဲပြုပြီးမေမျိုးလို့ခေါ်ခဲ့တာတဲ့။အခုတော့ပြင်ကုန်းလေးဖြစ်သွားပြီပေါ့နော်။ဒီဟာကတော့အရင်ကဒီစစ်ဒီဗြိတိရှားစစ်ဦးစီးချုပ်နဲ့နေခဲ့တဲ့ flash stop house တဲ့။အခုကတော့တမတော် AK ဟာဖြစ်တည်ရှိတယ်။ဒီကတော့ ဘသူရုပ်ထုတွေလည်းမသိဘူးနာမည်မထိုးထားတော့ဖခင်ကတော့ပူချုံအောင်ဆန်းပုံပေါ့နော်ပူချုံအောင်ဆန်းရဲ့ကဒီဘက်ကစစ်ဝစ်ဆုံးနေဒီဘက်ကဘာဝစ်ဆုံးအော်ဒါဂျပန်ဂျပန်ရဲ့ပုံနာမည်တော့မရေးထားဘူးနော်ဒါအရင်တော့ကဆန်းဆန်းအဟောင်းမှာရှိခဲ့တဲ့ဟိုဓာတ်ပုံလေးတော့သူတို့ထပ်ပြပြသထားဒီပတိကားရဲ့ပုံစံလေးကတော့အိမ်တော်အစ်စ်ရဲ့ပုံစံမျိုးပတိဆွဲပေးထားတာပေါ့နော်ဒီ ဟိုအဲ့တော့အစ်စ်ကတော့ပြိုချပြီးတော့လုံးဝပျက်စီးသွားတယ်အဲ့တော့ဒီဟာကိုပုံစံတူပြန်ပြီးတော့တိဆောက်ထားတာပေါ့နော်ထင်ရတော့ကင်းတီဘောမင်းဒီမှာတီဘောမင်းရယ်ဟိုဘက်ကမင်းတုံမင်းမင်းတုံမင်းကပြင်ပေါ်မှာပေါ့နော်ဒီရောက်ကတော့သူတို့မူမတ်တွေနဲ့ဘယင်လာရောက်ဖို့မျှော်နေသူတွေ H family finance family being a mother to ဒီရုပ်တွေဆိုကြောက်ဖို့ကမျက်နာတွေကဘာလို့စိမ့်နေရ ဲ့နှာခေါင်းတွေလည်းချူရုပ်ကတော့ရုပ်ထုကတော့တကယ်တူပါတယ်သူတို့နဲ့အရင်တူတယ်အင်းဖះရုပ်ထုတော်တော်တူတူပဲရုပ်ထုတွေတူလို့ညဘက်ဆိုတော့ကြောက်ဖို့ကောင်းပါဒီမှာ general joseph warren style well ခေတ်ကဆက်သွေးရေးဟုတ်တယ်ဆက်သွေးဆက်နော်အင်းဒီမှာ english soldier ဒီ Governor House ကလေ Orient Palace Hotel အနောက်ဘက်မှာရှိရပါတော့ Orient Palace Hotel ကိုတော့ဖြတ်ပြီးတော့မှဂျူရိုရောက်တယ်ဒီအားကသူကဘယင်ခံကုန်းလို့ခေါ်ရပေါ့နော်ဒီနေရာတော့အရင်တော့ဟိုဘယင်ခံနေအချွေအဖွဲနေခဲ့တာဆိုတော့လေဒီအောက်ဆင်ဝါလို့ရှိရင်လည်းလွတ်လပ်ရေးတောက်တိုင်နေပါရှိရလို့လည်းပြောရပေါ့နော်ဒီအရှိမကျတို့အခုမြင်နေရဟုတ်ပတ်ချက်မှာဆိုရင်မစပစ်ချန်နဲ့စပစ်ချန်ဒါကဟို English မျိုး မျိုးຫນွယ်စပစ်တီးချံပေါ့နော်မျိုးတော့ကောင်းတယ်ဒါပေမဲ့တီးရတော့တစ်ခါမှမတွေ့သေးဘူးလေတီးရင်တော့တော်လှမှာနော်ဒီနေရာအော်ဒီနေရာလေးကအခုလက်ရှိကျင်းစင်နေတုန်းဆိုတော့တိတ်တော့မပြီးသေးဘူးပေါ့နော်ပြီးွားရင်တော့လှမယ်ပြေဟိုဘက်အဆောင်မှာလဲသူကဧည့်သည်ရှိရင်ဝင်ရောက်လေးလာလို့မရအောင်ဆိုတော့သူတို့ကဒီတနေရာထဲမှာပဲလဲလို့ရတယ်လောလောဆယ်တော့တကယ်လို့ဟိုဘက်အဆောင်မှာလဲလို့ရရဲဆိုရင်တော့ပို့ပြီးတော့ဟိုထူဆန်းတာတွေဟို အစာအုပ်ရဲ့ architecture structure ဘိုင်းတွေပါနည်းနည်းလေ့လာလို့ပို့ရတာပေါ့နော်ဒီနေ့တော့ဒီနေရာမှာတော့ဒီလောက်ထိပဲလဲလို့ရပါတယ်လို့ခုရောက်နေတာကငါးပါးတီလာတတ်တက်လို့ဖျားကြောင်းနဲ့ဟိုတရုတ်ပုံကြောင်းလို့လည်းခေါ်ရပေါ့နော်အဲ့ဒါလေးကိုကျတို့အရင်ဆုံးလေပတ်ကြည့်ပါမယ်လိုက်ခဲ့ပါက တုံး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 ဆိုဒီအတူမှလေးလိုမျိုးပက်ရီဒီပုံကြောင်ထဲမှာလို့ဝတ်ဆောင်လေးငှားပြီးတော့ဓပွန်ရဲလို့ရတယ်ပေါ့နော်ဝတ်ဆောင်လေးတွေရတယ်အလို9000 10000ပေါ့နော်ဝတ်ဆောင်အမျိုးအစားလိုက်ရှိရဲဆိုတော့မစိုးပါဘူးသူကမိနစ်20ငှားပေးရတဲ့ accessory ဝါခါရပါတယ်လို့လေး tôi biết tôi tôi đang sao tôi tôi sao vậy ီပုံချောင်းဝင်လေးရလေဟိုဒီလိုတရုတ်အငွေတက်လုံးဝတရုတ်ဟိုဇကားလေးရရောက်သွားပြီးတော့ဝှစ်ဆောင်လေးတွေနဲ့ဓာတ်ပုံရိုက်ပြီးတော့တရုတ်ပြည်ခဏရောက်သွားသူခန်းစားချက်လေးပေါ့နော်ဒီထဲမှာတကယ်အင်ကြီးအင်ကောင်တစ်ထည့်အင်ပေါ့နော်ဟုတ်တယ်။ဟာဒီဘက်မှာကြိုက်သီးကိုဒီဘက်မှာပုံချောင်း။ကွာပြောတာ။ပြောပေးထား။မမဒီဘက်မှာကြိုက်သီးကိုဖျား။ ဒီဘက်မှာဘုံเจ้าတိုးမြေမှာချစ်တီနောက်ရက်ကိုចန်းစာရှာဖွေထွက်လာတဲ့ဟိုဟာဝခုံးနဲ့ဆရာတော်နဲ့ပြီးတော့ကွိုင်းမယ်တော်နဲ့ပုံလေးလာချစ်ဆရာလေးခုနကဝှစ်ဆောင်လေးဝထားတော့တပုံလောက်မွေရိုက်လိုက်ရမှာเนาะခုနကနေဘူးဝခုံးကတော့သူကပုံနေခြုံကြဲမှာဘာအပြစ်လုပ်ထားလဲမသိဆရာတော်စိတ်ဆိုးနေတယ်တဲ့ကျူတော့ခုနောက်ထပ်တနေရာကိုဆက်ပြီးတော့သွားပါမယ်ဖေးသွားမလဲဆိုတာအတူတူလိုက်ကြည့်ပြအောင်เนาะ ခုရောက်နေရတော့ပြင်ဦးလင်မြရဲ့မြို့ရဲ့အထင်ကရပေါ့နော်မဟာအန်ထုကန်တာဖျားကြီးပေါ့နော်ဒီဖျားကြီးရဲ့တမိုင်ကြောင်လေးရလေးတကယ်ကိုထူးခြားတယ်ဂျူးလေးလာကြည့်လာကြည့်မိတဲ့တော့ကဒီဖျားကြီးကိုပေါ့နော်တကယ်တော့ရွှေလီမြို့မှာတည်ဖို့ဆိုပြီးတော့သူကကားနဲ့တင်ဆောင်သွားတာတဲ့အဲ့ချိန်ကလမ်းမှာကားမှောက်ပြီးတော့ဖျားကြီးကဒီလိုလိမ့်ကြသွားပြီးတော့ဒီဖျားကြီးကိုဆက်ပြီးတော့မပင့်ဆောင်တော့ဘဲနဲ့ဒီမြို့မှာပဲတည်ခဲ့ရပေါ့နော်ဒီဖျားကြီးကိုကြတော့ အများပြည်သူရဲ့ကောင်းမှုအဲ့ချိန်ကငွေ၈သိန်းရယ်နောက်ထပ်ဒီကြောက်ထုတမကနောက်ထပ်ငွေ၂သိန်းရယ်စုစုပေါင်းငွေ၁သိန်းကိုမတည်ပြီးတော့ဒီကြောက်လုပ်ငန်းပေါ့နော်ဒီဖျားကြီးကိုလုတ်ခဲ့ဒီကြောက်လုပ်ငန်းရှင်ကိုငွေချေလိုက်ပြီးတော့အများပြည်သူကောင်းမှုအနေနဲ့ဒီနေရာမှာတည်ခဲ့ရပါတော့ အဲ့တော့ဟိုဖရားကြီးကို1969ခုမှာစတည်ရဆိုဖရားရဲ့တတန်းကတော့အဲတိတ်တော့ရှေကြာကြီးပေါ့နော်နှစ်တန်းဟိုနှစ်တည်းအကြာကြီးတော့မဟုတ်သေးဘူးဒါပေမဲ့ဒီဖရားရဲ့တမိုင်းကြောင်လေးကထူးခြားတယ်ပြီးတော့ဒီဆူတောင်းပြဖရားတဆူဖြစ်တယ်ဆိုပြီးတော့အခုတွေ့ရတယ်လို့ပဲလာပြီးတော့ဖူးမြော်ရဲလူတွေကလည်းအရန်ကိုအများကြီးပဲပေါ့နော်အထဲမှာဆိုလည်းတကယ်အပြည့်ပဲလူတွေကလေဖျားကြီးပေါ်ကနေပြီးတော့လှမ်းမြင်ရတဲ့အခုရှုကင်းလေးရလဲအရန်အောင်လှရဟိုဘက်မှာဆိုလဲစိုက်ခင်းလေးတွေတောင်ကုန်းလေးတွေနဲ့ပေါ့နော်ပြီးတော့ဒီလိုမျိုး ပတ်ဝန်းကျင်တွေကလည်းတသက်ရဲ့တန်တန်ရှင်းရှင်းလေးဒီဖျားအရန်တက်ပယ်ဖို့ကောင်းဖျားရောက်ပြီးဆိုကောင်းမှုကုသိုလ်လုပ်ထားတာလေအများပြည်သူစီမျှဝေလို့ရအောင်ခေါင်းထောက်ထိုးရအောင်ခုကျူတို့ဒီမဟာအန်ထုကန်တာဖရားကြီးရနေပြီးတော့အဲနောက်ထပ်နေရာတွေကိုဆက်ပြီးတော့လဲမယ်ပေါ့နော်အာဓပုံလှလှလေးရိုက်မယ်အေးစေမုံလေးစားပြီးတော့ရှောက်လဲပါမယ် တို့အခုဒီဟာနှင်းစီချမ်းပေါ့နော်အခုတော်တော်အရန် hot ပြီးတော့နာမည်ကြီးနေနှင်းစီချမ်းအဲ့နေရာကိုရောက်နေပါပြီလူတော့တော်တော်များတယ်ဟုတ်မဲ့လေနှင်းစီပင်နေရာလို့စဝင်လိုက်တာနဲ့လို့အများကြီးပဲမျိုးစုံစိုက်ထားဒါဆိုလို့ရှိရင်လည်းပိုင်းအောင်ဖျော့ဖျော့လေးကြီးပဲမွေးလဲမွေးလှိုင်းနေရာလေးကတော့တော်တော်လှိုင်းတပုတ်ရိုက်လို့လည်းလှိုင်းပေါ့နော် okay ဟိုချက်ချက်လေဟိုရှုံးစားခိုးစားတွေ့လို့ရရဲ့ ိုလေးခိုဖြူဖြူလေးသူတို့အတောင်မေးရပါဖြစ်နေချက်ထားလေဒီ6လခံပန်းလေးသူစိုက်လိုက်သေးရဲ့အိမ်မှာဒါပေမဲ့ရန်ကုန်ရာတီဥတုသွားမခံနိုင်ဘူးအဲစောင်းရင်းတတွင်းခံပြီးသွားတော့နောက်ညရာတီလည်းကြာတော့ဖိဖိ6ပြည့်တေသွား ချန်လေးထဲမှာလေအခုလိုနှင်းစီရောင်စုံပန်းခင်းနေလက်ရှိသူဒီဟိုက်ဒရာဂျီယာပေါ့နော်6လခံပန်း6လခံပန်းအမှအခင်းလိုက်ကြီးသူတို့စိုက်ထားဒါပေမဲ့မပွင့်သေးဘူးဒီကောင်နေလည်းပွင့်တော်တော်လောက်ပါဒါတွေကဆောင်းနှင်းဆိုရင်ပွင့်ပြီလေဆောင်းမိုးကုံပြီးဆောင်းဆိုရင်နှင်းစီကိုလေဒီလိုအရောင်လုံးဝထူးထူးခြားခြားလေးကြီးကွာအဲကျတော့ပုံမှန်ပန်းစီစီရဲ့အခါမှာတွေ့ရတဲ့ဟာမျိုးလေးနေနော်အဲ့လိုပန်းလေးတွေလည်းရှိရပါဒီလိုအရင်ထူးကြတယ်သူတပေါ်ကြတာအားတပေါ်ကြလာဒီမှာ လေးထိုင်မြေရမ်းဒီညမှာအခုဒါပန်းခင်းလေးခဲအောင်လေးဆက်ထားတော့လှတယ်ဒီညလေးမှာလည်းတပွင့်ရလို့ကောင်းတယ်ဟိုမှာ coffee sign လေးရှိရဲပြောအဲ့ဒါ view point ပေါ့နော်အဲ့ပေါ်ကနေဆိုရင်ဟိုတောင်တန်းမြင်ကွင်းလေးညီနေရမ်းလှတယ်ဆိုတော့ကျူတက်ကြည့်မယ်လေ Pepe House Cafe လေးရှိတယ်ဒီထဲမှာအိုးဟိုမှာချီယိုလာလိုက်တာအာခုနဟိုဘက်လမ်းနေဆင်းရမှာတွားကြရများဒီကလည်းဆင်းရပါတယ်နော် ဘောကြဟိုးရှုခင်းလေးတွေလည်းလာအရင်ဒီနှင်းစီချမ်းလေးကိုလည်းယူရတယ်ပထမလုံးဝမထင်ထားအောင်အဲ့လိုနှင်းစီပန်နဲ့နည်းနည်းပပလေးနဲ့ရိုက်တပ်ပုံရိုက်လို့ရတဲ့နေရာလေးပေါ့တကယ်ကြောင့်မဟုတ်ချမ်းလေးအကျယ်ကြီးပဲအခုလိုမျိုးဒါဒေးလီယာပန်းနေဒေးလီယာပန်းကအဝါအပြည့်ရောပြီးတော့ဒီမှာ Maple House ဆိုတဲ့ coffee sign လေးလည်းရှိရဲ့တကယ်လို့အချိန်ရရဲဆိုရင်အဲ coffee sign ထဲမှာ AC coffee လေးတောက်ပြီးတော့ဒီဘက်ကပြင်ဦးတွေမျိုးရရှူခင်းမျိုးကြည်ပြီးတော့ AC စစ်ချေးတာမျိုးလည်းရတယ်။ခါလေးရဒေးလီယာပန်းကင်းလေး ဝိုင်းအမလေးပုံတော်ကြီးရဲ့ချောရဲချောရဲရမ်းချောရဲအာတတိထားပြော်လာကြပိုင်းပိုင်းမတွေ့လားမျက်စိတဆုံးလိုမျိုးကွာဒါကဒီနေရာတကွပဲရှိသေးရဲ့နော်ဟိုဘက်မှာအဲ့လိုနှင်းစီချမ်းနေပန်းကင်းနေရှိအောင်တိုးလေးတွေငှက်ကလပ်အောင်နဲ့တိုးတွေတွေ့တဲ့အော်အစာလည်းဝယ်ပြီးကျွေးလို့ရတယ် coffee ဆိုင်မှာအစာဝယ်ကျွလို့ရဟမ်ဒီမတိုးလေးချွတ်စရာလေးစာရရအပြည့်ပါကျွေးရောကျောင်းမှုစီရေကျောင်းမှုဆန်လေးတို့တို့စားနေရအချက်ပြန်အချင်းအချင်းချင်းအချက်ပြန်လို့လားဆင်းပြန်တယ်ချွတ်စရာမွေးတူတူလေးနဲ့ကုတ်ကုတ်လေးနော်အင်ကြီးကအသားရောင်လေးနဲ့စကတ်ဖြူလေးနဲ့ အခုလီဆူးရွာကိုရောက်နေရပါဒီလီဆူးရွာကကြာတော့အဲ့လိုစားတောက်ဆိုင်တဲ့ဟိုတယ်ကိုရွာပုံစံလိုမျိုးလေးလုပ်ထားပါတော့ဟိုတေးလေးနဲ့လေအဲ့လိုချစ်ချစ်လစ်လစ်ကလေးနဲ့ချစ်စရာပုံစံလေးအဒီမှာဆိုရင်အခန်းလေးရှိရယ်ဒီမှာတော့စားတောက်ဆိုင်ပါတော့အဲ့စားတောက်ဆိုင်ကတော့ကျို့ထိုင်ကုန်နေဝိုင်းနေကုန်ပြည့်နေတော့ဒီမှာတော့စားလို့မရတော့ဒီလီဆူးရွာမှာသူကနာမည်ကြီးရာကအဲ့လိုဟိုလေ junior hop pop ပူပူနွေနွေအဲ့လိုလေးလည်းရတယ်ပြီးတော့ဒီ quick deal ထိုင်းစားစားလေးလည်းရတယ် အားလေးအဓိကရတယ်ပေါ့နော်ပြီးတော့ဒီစူးရခုနကကျူတို့သွားခဲ့တဲ့နှင်းစီချန်နဲ့ဆိုလို့ရှိရင်9မိနစ်လောက်ပဲကားမဝင်လည်းရောက်တယ်အထက်လည်းအရင်မဝင်ရအောင်ပြီးတော့သူ့ရဲ့ဒီအခန်းလေးတွေကလည်းကျူးစုံစမ်းကြည့်တော့ကဘတ်ဂျက်ဖြစ်ပြီးတဲလို့ကောင်းတယ်ပေါ့နော်အဲ့တော့တကယ်လို့ပြင်ဦးလေးကိုရောက်ဖြစ်တယ်ကြုံကြိုက်တယ်ဆိုရင်ဒီလူစူးရလေးကိုလည်းလာလဲလို့ရပါတယ်လို့ ဒီမှာကျတော့အခုဝိုင်းနေကောင်းတော့လည်းပြည့်နေရယ်ကျို့ပထမတော့နေ့လယ်စာစားဖို့လာခဲ့ရပါတော့မစားလို့မရအောင်ဆိုတော့ဒီဇင်မာချန်လည်းတွားတော့မှာဆိုတော့အခုအမှပဲတွားလိုက်တွားပြီးစားမယ်ဒီဇင်မာချန်ကကျတော့ပြင်ဦးရင်ရောက်ရင်မဖြစ်မနေလဲရမယ့်နေရာဆိုတော့ဒီအဲ့နေရာလေးပဲတွားလိုက်ပါမယ်သူလက်ရှိပြပါဦး သူတို့အခုဒီဒီဇင်မာဂါဒန်ကိုတော့ရောက်ပြီပေါ့နော်ခုနကဒီဒီဇင်မာရက်စတောင့်အပေါ်ဘက်ကဆက်တောက်ဆိုင်နေရာနေဆိုလို့ရှိရင်ဒီအောက်ကိုကားနဲ့ဆိုရင်5မိနစ်လောက်တော့မောင်းလာရတယ်မောင်းလာပြီးသွားတော့မှဒီအောက်မှာသူရေတကုံလည်းရှိရဲ့တဲ့ဒီတကုံလည်းရှိရဲ့ဆိုတော့သူဝင်ကြေးရတော့လူကြီးဆိုလို့ရှိရင်တက်ကို9000ပေးရတယ်ကားဖက်ကကြီးကားဖာကင်ကြီးရတော့1000ပေါ့နော်1000ပေးရတယ်မဆိုပါဘူးဒီမှာလည်းဒီလိုမျိုးပန်းပင်လေးအဲ့လိုမျိုးလေးစိုက်ထားသေးရဲ့ဟိုဘက်ဒီမှာပဲပန်းပင်လေးရှိရဲ့ဓာတ်ပုံရိုက်လို့လည်းလှရဲ့ရေတကုံရဲ့အတန်တကြားနေရတယ် မိုက်တယ်နော်ဟိုးဟိုးနဲ့ဒီစီရထနေဒီစီရနေခုနကပကင်းနဲ့ဝင်ပေါက်လေးရနေဆိုရင်ဒီဘက်ဘေးလေးကိုကြွေးလိုက်အောင်မယ်ဒီမှာနေစီလို့ရတယ်လို့ live check up လေးနဲ့ဘလိုမျိုးလေးပေါ့နော်လေးဖောင်းလေးဖောင်းလေးရှိရလေးဖောင်းလေးတိထိုးရတယ်မသူများရဲ့စီဝါကြောင့်ဘလိုစီချက် ီမှာအခုဒီစင်ပါ channel ကရေတကုံလေးစီကိုတော့ရောက်ပြီပေါ့နော်ရေတကုံဆိုလို့ကျောဟိုလိုမျိုးအလွေလို့ထင်ထားတာအဲ့လိုအမြင်ကြီးတော့မဟုတ်ဘူးတဆင့်ရေတကုံလေးပေါ့နော်တဆင့်ရေတကုံလေးဒီမှာဆိုရင် activities အနေနဲ့တို့ကလှေစီးလို့ရတယ်ဒီကောင်ကြီးရောရှိရခုနကကျူးတွေ့ခဲ့ရသေးလေဒီမှာတော့ရေကောင်ကြီးပဲလှတယ်သူများလည်းတဖုန်နဲ့ဆင်းရတယ်ကျူးကတော့ဒီနေ့မှာဖနက်ကလွဲမှားစွာဆီးလာတယ်ဒီဖနက်ကရမ်းချော့ရယ် blue balance ကအောက်မှာ သူကမြေရှွန်းရှွန်းနေနဲ့ရေနှီးနဲ့ရောနေတော့အဲ့လိုချောတယ်တအားချောတယ်ဟွာရေတကုန်နာတော့ဆင်းလို့မရဘူးဒါပေမဲ့ဒီကျိုးသရားပေါ်တော့ရှောက်လို့ရတယ်ကျိုးသရားလေးကိုရှောက်ကြည့်လာလှုပ်နေတတားရဲ့တော်တော်တော်အလဲရရင်ပိုသိတာအလဲမှာလုံးဝလုံးလုံးနဲ့ဟိုနားထဲမှာညကမ်ထွက်လို့ရတယ်ကမ်ဖိတ်ထွက်လို့ရတဲ့နေရာလေးထုတ်ပေးထားမိုးလာမြောင်းနေတော်တော်ကောင်းမှာ ီမြာလေးကတော့ကြိုက်တယ်ကျူးလေအဲ့လိုတောတောင်ရီမီကိုလေးလာလို့ရကဲခဏလောက်ဆောင်ပြီနော်ဝိုင်းနေဒီစမှာခြံထော့ဝိုင်းလေးပေါပေါတဆုပေါပေါကဒီမှာဟိုဟာပေါ့အရသာအသေးရတယ်ဘာလဲဆိုရင်ရင်ညှိပေါပေါဒီနှိပေါပေါရတာတေးရပါမြည်အောင်မလားရှင်ကျူရဲ့တယ်လီဖုန်း မြမယူရမြေအိုးလေးအများကြီးပဲအဲ့ဒါကိုပုံစံမျိုးမျိုး size မျိုးမျိုးပကြီလေးဆွဲနေရပါတော့။ဒီမှာအပြည့်ပဲလူငယ်လေးတွေရောပကြီဆရာတွေ artist တွေကပကြီဆွဲနေရ။ပြီးွားရင်ဘာလုပ်မလဲဆိုတော့ဟိုဘက်ချမ်းမှာရိုးရအိုးပကြီဆိုပြီးအလှဆင်တာတအားလိုက်အထဲဝင်လိုက်မယ်။နည်းဖြစ်မယ်နော်မ။ဟုတ်ကဲ့ပါရဲ့ရောက်ပါဟုတ်ကဲ့ပါရဲ့ရောက်ပါခေါင်းတိုက်မိနေတော့နာပါပဲ။ တလိုက်တာဒီတိုင်းတော့အရန်နေပြင်းမှာပါဒီတိုင်းတော့လှမအပေါ်မှာအမိုးပေါ်မှာလည်းလှထားသေးရဲ့အဲ့လိုဒါတန်းလေးရိုက်ပြောဦးလေးချာဒီမှာလည်းပန်ကင်းချီပြရပါပန်းနေလည်းမသိဟာဒီဟာကတော့ခုနကကျူးနာမည်မေးလိုက်တာ Mary Go တဲ့ Mary Go အဲ့ပန်လေးလေဒီမှာဆိုတော်တော်များများ စိုက်ထားကြအလှရမ်းလာရလို့ဝိုင်းအောင်ခင်းလိုက်ကြည့်တယ်။ဘယ်လိုဆိုဟိုမှာဆိုလို့ရှိရင်လည်းအဲ့လိုအဲနားနေပြီးတော့ပန်းဖြေဖို့လို့ရှုကင်းကြည့်ဖို့လို့အဲ့လိုအဆောင်လေးလှုပ်ထားပေးရဲ့။အကျူတို့ဟိုမိသားစုတွေနားနေဖို့ဆိုပြီးတော့လုပ်ပေးထားတဲ့အဆောင်အမြင်လေးပေါ့နော်အဲ့ပေါ်လေးကိုတက်လာလိုက်တာဒီကနေ့လှမ်းကြည့်မယ်ဆိုရင်ဒီစင်းမှာခြိုင်းကြီးကိုလုံးဝမြင်နေရလှတယ် ှိမှလည်းပန်းကင်းရှိတယ်။ဒီနေရာလေးမှာအေးဆေးဆေးနားနေစားတောက်ပြီးတော့မှဆက်ပြီးလဲပတ်လို့လည်းရတယ်နော်။ဒူးတော့လေပထမမန်လေးကိုပဲလဲဖို့လောက်တာပေါ့နော်။ပြင်းလို့တရက်လောက်ပဲဝင်မယ်ဆိုတာတကယ်တော့အရင်မှန်သွားတယ်။ပြင်းလို့လာလိုက်တာလာလေလိုက်တာလည်းအရင်မှန်သွားတယ်။ဒီလိုမျိုးတစ်ပင်ပန်းမှန်နေစိမ့်စိမ့်ဆူဆူလေးနဲ့ဒီစင်မာခြံကခြံထွက်နွားနုနဲ့လောက်ထားတဲ့ရေကဲမုံနဲ့အားလေးစားမယ်။ဟုတ်တယ်။ညနေမှွေးနေရတယ် တော့ကျူတို့ဒီ channel မှာလဲရှောက်လဲလို့လဲပြီးပြီဆိုတော့အဲပြန်တော့မယ်ပေါ့နော်လောလောဆယ်တော့ဒီနေ့လေပတ်တာကိုဒီလောက်ရှိပဲလို့တော့ကျူတို့စဉ်းစားထားရဲဆိုတော့ပြန်ပြီးတော့နားပါတော့မယ်အဲ့တော့ဒီနေ့ကျူတို့ပြင်ဦးတွေမှာသွားသမျှလေပတ်သမျှစားသမျှကိုသဘောကျရဲဆိုလို့ရှိရင်ကျူရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးပါအားလုံးနောက်ထပ် video မှာပြန်တွေ့ပါမယ်တက်တာ